ီတော့တောအုပ်ရဲ့တနေရာမှာသင်္ကန်းချောင်းလေးဆောက်ပြီးတော့ရွာနဲ့မနီမဝေးတရင်သုံးပြီးတော့နေတာထူးခြားတာကဘာလဲဆိုတော့အဲ့ဒီရွာကအိမ်တအိမ်ကတက္ကရာကမတွေနဲ့အဲ့ဒီရဟန်းတော်တွေကအင်မတန်ရှင်းနေတယ်အင်မတန်ခင်တယ်ခင်တော့တစ်ခါတစ်ခါဆိုအဲ့ဒီအိမ်ကိုသွားပြီးတော့လဲတယ်တရားစကားပြောတယ်အိမ်ကလူတွေကလည်းသူ့ကိုသားလို့ညီလို့အကိုလို့ချစ်တယ်ခင်တယ်ကြည်ညိုတယ်ပေါ့ဟုတ်လားအဲ့ဒီလိုနဲ့တခါတလေဆိုသူကညစ်နဲ့မှပြန်တယ်အဲ့ဒီအိမ်မှာပဲနေတာ အဲ့ဒီလိုနဲ့ဆက်ဆံမှုကသိရင်မီလွန်တော့အဲ့ဒီသင်္ကန်းကြောင်းလေးနားမှာရှိတဲ့တစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နှက်ကစိုးရင်တယ်ဒီယဟန်လေးရဲ့ပုံမှာသူကမြေတားရှိတယ်ဗျဒီယဟန်လေးအဲ့ဒီအိမ်ကိုအင်မတန်ရှင်းနေတာပဲရင်မီလွန်အားကြီးပြီးတော့ပြည့်စည်သွားရင်တော့ဒုက္ခ အဲ့ဒီလိုယဟန်တော်လေးအပေါ်မှာကောင်းစီခြင်းနဲ့စိတ်ရှိတဲ့အတွက်ကြောင့်ပျက်စီးမှဆိုးလို့ဆိုပြီးတော့အဲ့ဒီအိမ်ကိုမသွားအောင်ဆိုပြီးတော့ဘာလုပ်တလဲဆိုတော့အဲ့ဒီနှက်ကအဲ့ဒီယဟန်တော်လေးနဲ့ယဉ်ကြီးတဲ့အိမ်ကတက္ကမဟံဖန်ဆင်းပြီးတော့နှက်ကဖန်ဆင်းတာနော်တက္ကမဟံဖန်ဆင်းပြီးတော့အဲ့ဒီယဟန်တော်လေးစီကိုရောက်လာတယ်ရောက်လာတော့ကိုတော်လေးကအဲ့ဒါကိုနှက်လို့ဖေးတိမှလဲသူ့အိမ်ကတက္ကမပဲလို့ထင်တာအဲ့ဒီမှာတက္ကမကရှောက်တယ်တဲ့ ရှင်ဘုရားလမ်းစုံလမ်းကွာလမ်းလေးကွာလူတွေဆုံတိုင်းဆုံတိုင်းယထာစိတ်ဒီမှာဥယျာဉ်တွေအပန်းဖြေတဲ့နေရာတွေမှာလူတွေစု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 ပြီးတော့အရှင်ဘုရားနဲ့တပည့်တော်ကိုဘာလို့လို့ညာလို့လို့ပြောနေကြတယ်တဲ့ဘိဒ္ဒယေဘဇူကပြောတာတော့နတ်ကပြောတာဘဇူပုံစံဖန်ဆင်းပြီးတော့ပြောနေတာလေဒကမပုံစံဖန်ဆင်းပြောနေတာ တော်ယုံတန်ယုံလူဆိုရင်အဲ့ဒီယဟန်တော်လေးနေရာမှာနေကြည့်ဘလောက်တုံလှုပ်သွားမလဲဒကမာကြီးကိုယ်တိုင်လာပြောနေတာနော်အဲ့ဒီလိုပြောတော့အဲ့ဒီယဟန်တော်လေးကပြန်ပြောတဲ့စကားကအင်မတန်အနှစ်ရှိသူညံဘလောက်ကြီးတယ်လေလောကရဲ့အပေါ်မှာသူဘလို့ရှုမြင်ထားတယ်လေဆိုတာကိုခံမှန်းလို့ရတယ်ဘာပြန်ပြောတုံဆိုတော့ဒကမာကြီးတဲ့ ကိုယ့်ရဲ့နားထဲကိုပတ်ဝန်းကျင်ကသကားသံတွေဆိုတာအမျိုးဆုံးနေအောင်ရောက်လာနိုင်တာပဲတဲ့အဲ့ဒါကိုတားလို့ရှိလို့မရပါဘူးတဲ့သူများပါဇက်ပေါက်တွေဘယ်လိုလုပ်လိုက်ပိတ်မှာလဲဟင်ဒကမာကြီးတွေအဲ့ဒီသကားသံတွေနဲ့ပတ်သက်ပြီးတော့တားလို့ရှိလို့မရပါဘူးတဲ့သူဆက်ပြောတာလေးကသိစိတ်ဝင်စားစရာကောင်းတယ်ဒီနာထိုစကားကြောင့်မင်းခုမျက်နှာမသားမရသည်မှာဟုတ်တဲ့ဘောင်မဖြစ်ထိုက်ပါဘူး ပဝန်းကျင်ကစကားသံလေးကြောင့်မျက်နှာမတာမရာမဖြစ်ထိုက်ဘူးတဲ့နော်ဘာဆက်ပြောတော့တေနာဤထိုစကားသံတို့ကြောင့်တေနာထိုစကားသံတို့ကြောင့်အဟံငါသည်အဲ့ဒီစကားသံလေးကြောင့်ငါဟာဘာမှယုံညံ့သွားတဲ့ပုဂ္ဂိုလ်တယောက် ဖြစ်မသွားဘူးစကားသံလေးကြောင့်သူဘာမှယုံညံ့တဲ့လူတယောက်ဖြစ်မသွားဘူးစောစောကဥသင်ပြောခဲ့တဲ့အသေးပဲပေါ့နော် စကားတန်နေကြောင်းတော့ကိုဟာယုံညက်တဲ့လူဖြစ်မသွားဘူးပင်ကိုကကောင်းရင်ကောင်းမှာပဲပေါ့ဟုတ်လားအဲ့ဒီလိုယဟန်တော်တွေကပြောပြီးတော့တောထဲမှာမိဂဝါဒဆိုပြီးတော့လူတွေကိုအင်မတန်ကြောက်တဲ့သမင်ဟာအစာရှာစားရင်းနဲ့ချက်ခနဲ့ကြတိုင်းခေါင်းထောင်ကြည့်ချက်ခနဲ့ကြတိုင်းခေါင်းထောင်ကြည့်အတန်နဲ့ပတ်သက်ပြီးတော့အဲ့တလောက်တုံလုံနေရင်ဘယ်မှာတည်ငြိမ်တဲ့စိတ်ရှိတဲ့လူလို့ပြောလို့ရမှာလဲတဲ့ အတန်နဲ့ပတ်သက်ပြီးတော့အဲ့ဒါလောက်တုံ့လှုပ်နေရင်တည်ငြိမ်တယ်လို့ပြောလို့မရဘူးမတည်ငြိမ်ဘူးဆိုလို့ရှိရင်လေးနဲ့တဲ့အတိညာမဖြစ်နိုင်ဘူးပဝင်းကျင်ကသကားတန်တွေကိုအမြဲတမ်းခံစားနေမယ်ဆိုရင်အတိညာတို့ရဖို့အတွက်အနှောင့်အယှက်ဖြစ်တယ်ဗျာဟုတ်လားတခါကြီးဒီမိုင်များဒါကြောင့်ရင့်ကျက်တဲ့လူတယောက်ဖြစ်တယ်ဆိုတာကိုပြတ်သားဖို့အတွက်ပဝင်းကျင်ရဲ့ကဲ့ရဲ့ရှုံချတဲ့သကားတန်တွေကိုကြံ့ကြံ့ခံနိုင်တဲ့အတွေးတွေရှိဖို့မလိုဘူးလားလိုတယ် ဒါကြောင့်ဒကာဓမ္မတို့ဥရှင်တို့တွေမှာလူကြားထဲမှာ နေရတာချစ်သူရှိတယ်လို့မုန်းသူလည်းရှိမယ်။ချီးမွမ်းတာရှိတယ်လို့ကဲရတာလည်းရှိမယ်။ဒါတွေနဲ့ပတ်သက်ပြီးတော့ငါဘာမှဖြစ်မသွားဘူးလို့နားလည်ပြီးတော့ဘာမှမဖြစ်တဲ့အရာတွေကိုဘာမှမဖြစ်တယ်လို့ပဲသဘောထားရမယ်။ဘာမှအရေးမပါတဲ့အရာကိုအရေးသိပ်ပါတယ်လို့ထင်ပြီးတော့အဲ့ဒါကိုအချိန်ကုန်ခံပြီးတွေးမယ်ဆိုရင် ကိုယ့်ရဲ့ဘဝဟာယုံညံ့မှုတွေနဲ့နစ်မွန်းသွားနိုင်တယ်နော်ဟုတ်လားအေးဒါကြောင့်နံပါတ်1မုံလို့ပြောတဲ့ဇာတ်တွေကိုမြင်လို့တဲ့ပစ္စည်းတစ်ခုကိုထုတ်ထုတ်ပြီးတော့ကြည့်တယ်လို့မျိုးတချို့ပြန်ပြန်ကြည့်နေတာဗျာဘယ်တော့မှငါ့ကိုဘယ်သူကဘလို့ပြောတာမမေ့နိုင်ဘူးလေဟုတ်လားတချို့ဆိုရင်အဲ့ဒီလူငါ့ကိုဒီလိုပြောတာငါတသက်လုံးမမေ့ဘူးမပြောဘူးလားအေးအဲ့ဒါကိုမြတ်စွာဘုရားကအချင်းကုန်တဲ့လူပန်းနဲ့ဘာမှအကျိုးမရှိဘူးထုတ်ပြီးတော့ မခံစားပါနဲ့တဲ့ဟုတ်ရလားအေးအဲ့ဒါပထမအတိဘယ်ရဲ့ရှင်းလင်းချက်